မေလ10ရက်နေ့ကနေပြီးတော့မေလအဲ16ရက်နေ့အထိเนาะအဲဒီကာလအတွင်းမှာနေ့လိုက်ကောင်းဆိုးတွေနဲ့နေ့လိုက်ဆောင်ရင်ဆောင်ရင်တွေကိုပြောပြသွားမှာပါဒီကာလတွေမှာတော့ကျမတို့เนาะဂျူအနေထားတွေရအပြောင်းလဲတွေရှိပါတယ်ခွန်တရနေ့ရပေါ့เนาะကျမတို့ဘုတ်တခုနေ့ခွန်ရနေ့ရဘုတ်တခုဂျူဟာကြောင်းသွားတယ်ပေါ့เนาะ အဲဘိုလ်တူချူပါသူကဘယ်ကနေပြောင်းတာလဲဆိုတော့မင်းယာဒီကနေပြီးတော့မိကယာဒီကိုပြောင်းတာပေါ့နော်ဘိုလ်တူကမင်းယာဒီမှာဆိုရင်တော့သူကနေကြတယ်ပေါ့နော်ဒါပေမဲ့သူကမိသားယာဒီကိုပြောင်းသွားတယ်ဆိုတော့ဒါပိုကောင်းတဲ့ဘက်ကိုပြောင်းသွားတယ်လို့ပြောလို့ရတာပေါ့နော်ဒါဘိုလ်တူချူကပြောင်းတယ်ဂျာသဘရီချူကလည်းကျမတို့လာမစ်နော်14ရက်နေ့ဗုဒ္ဓဖူးနေ့ည7:00နာရီရနေပြီးတော့เนาะအဲ့ဒီ7:33မိနစ် 48စက္ကန့်လားမိထုံရာသီကိုသူကပြောင်းပါမယ်အဲ့လိုပဲ Yahoo ပေါ့နော် Yahoo ကျူပါလေ18ရက်နေ့ညနေပေါ့နော်ငါဟိုညဖြစ်မယ်တနင်္ဂနွေနေ့ညနော်7နာရီ52မိနစ်မှာသူကကိုရာသီကိုသူကပြောင်းပါမယ်နော်အဲ့လိုဂျိုးပြောင်းလဲနေရှိနေတဲ့အတွက်ပြောမယ်ဆိုလို့ရှိရင်တော့ကျမတို့ဒီရာသီဥတု နဲ့ပတ်သက်တဲ့ပြင်းထန်တဲ့ရာသီဥတွေတွေကြုံနိုင်နေပေါ့နော်အဲငလျင်လောက်တာတွေနော်ဒါကကြာသပတိချူအပြောင်းလဲကြောင့်ဖြစ်နိုင်တယ်ငလျင်လောက်တာတွေမြည်ပြူတာတွေနော်ပြီးတော့ကျမတို့နော်ဒီယောဂဘေးတွေပေါ့နော်ဒါမျိုးတွေကြုံနိုင်နေအဲ့လိုပဲကျမတို့ဒီ ယာဟုဂျိုပြောင်းလဲကြောင်းလေစင်နမောင်းတိုက်ခိုက်တာတွေလေပြင်းမုန်တိုင်းတိုက်ခိုက်တာတွေရေကြီးတာတွေတချို့ဒေသတွေမှာကြတော့ရေရှားတာတွေပေါ့နော်ဒါမျိုးတွေကျုံနိုင်နေရာသီဥတုဟာလဲပို့ပြီးတော့ပြင်းထန်နိုင်နေပေါ့နော်ဒါအပြင်စိတ်ဝင်စားစရာကောင်းတာကဇာသပတိသူကပုံမှန်အားဖြင့်တော့သူကတရာသီမှာသူကဘလောက်နေလဲလို့ပြောရင် တနှစ်နီးပါးနေတယ်တနှစ်နေတယ်ပေါ့နော်ဒီနှစ်မှာကြာတပီးချူကနော်တရားဒီမှာ तू ကတနှစ်မနေဘူးအញ្ញံသွားတဲ့နှုံးနဲ့ तू ကနော်အခု तू နေအခု तू ပြောင်းတာကမေထုံကိုပြောင်းတာနော်မေထုံကနေပြီးတော့ကြာတပီးချူက29ရက်6လနော်29ရက်6လနေ6လမှာကြာတခါမေထုံကနေ तू မေထုံရာဒီပေါ့မေထုံရာဒီကနေ တလကြော်ကြော်လောက်ကြာတော့သူကဘေးကိုပြောင်းမလဲဆိုလို့ရှိရင်သူကဒီဘက်ကရကတ်ရာသီကိုပြောင်းမယ်ပေါ့နော်ပုံမှန်အားဖြင့်တစ်နှစ်ပဲတစ်နှစ်နေတဲ့ကြာတဲ့ပရိယာလာပိုင်းတွင်းမှာကရကတ်ရာသီပြောင်းမယ်ဆိုတော့အ мян သွားတဲ့သဘောပေါ့နော်အဲ့တော့ကြာတဲ့ပရိဒီအဲ့လိုအ мян သွားရင်မဖြစ်တလဲလို့ပြောရင်မင်းအကြီးအကဲတွေပျက်စီးရဲ့ပေါ့နော်ဒါကတော့ကျန်းနေထဲမှာရှိတယ်နက်ခတ် ဒီလာကျန်းနေမှာရှိတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒီကရကတ်ရောက်လဲ तू ကကရကတ်မှာလဲ तू ကအ мян ပြန်သွားတယ်အ мян ပြန်သွားပြီးတော့ तू ကကရကတ်မှာ तू ကအ мян ပြန်သွားပြီး तू ဘယ်ကိုပြန်လာမလဲလို့ပြောရင်နော်မေထုံရာသီကို तू ကပြန်ဝင်မယ်ဆိုတော့မေထုံရာသီမျိုးပြန်ဝင်နေအဲ့ကာလာကအရှိကိုသွားနေရတယ်နောက်ပြန်ဆုတ်တယ်ဆို retro သွားတယ်ပေါ့နော် retro သွားတယ်ဂျာသပရိယာဒီ ီတနစ်ထဲမှာပဲသူကပုံမှန်မနေဘူးမြ мян သွားတယ်ပြီးလို့ရှိရင်အဲ့မှာမြ мян နေတယ်မြ мян နေပြီးတော့တစ်ခါမြ мян ပြန်နေဆိုတော့เนาะ retro သွားတယ်ဂျာသရီ retro သွားတယ်ဆိုရင်ဘာဖြစ်တလဲဂျာသရီနောက်ပြန်ဆုတ်တယ်ဆိုလို့ရှိရင်တော့เนาะဒီ movement တွေပေါ့เนาะဒန်သစ်နေ movement ဒန်သစ်နေပေါ့เนาะဆိုတော့အဲ့လိုမျိုးကြမ်းအဆိုတွေတော့ရှိပါတယ်เนาะအဲ့တော့ဒီကာလတွေမှာတော့ကျမတို့က ကျွန်မအနေနဲ့ပေါ့နော်ကျွန်မအနေနဲ့အားလုံးကိုမေတ္တာနဲ့တိုက်တွန်းချင်တာကတော့နော်တို့ရေးများများလုပ်ဖို့ပေါ့နော်ဒါကိုကျမမေတ္တာနဲ့တိုက်တွန်းပါတယ်ဒါကဂျိုပြောင်းလဲတွေဟာကျမတို့မြန်မာနိုင်ငံတနိုင်ငံနဲ့ဂျုံဝမဲ့เนาะကိစ္စမဟုတ်ပါဘူးတကဘာလုံးနေနဲ့ ကြုံရမယ့်ကိစ္စဖြစ်ပါတယ်အဲ့လိုမျိုးဂျူတွေအနေထားနေပြီးတော့မြင်မြန်သွားတာတွေမြင်မြန်ပြန်လာတွေ retro သွားတာတွေအဲ့လိုမျိုးအပြောင်းလဲတွေဖြစ်တိုင်းဖြစ်တိုင်းဘာဖြစ်သလဲလို့ပြောရင်နော်ကဘာနဲ့အဝမ်းယောဂကြီးတွေစိုက်တာတွေ့ရပါတယ်เนาะအဲ့လိုယောဂာတွေဖြစ်ကြတာနောက်စီးဝါးတွေမလုံလောက်တာတချို့ဒေသတွေမှာ အစာရေးစာရှားပါတာပေါ့နော်ဒါမျိုးတွေတွေ့ချုံရတာဖြစ်တဲ့အတွက်ကျမတို့ကဒီလိုမျိုးကကတ်ပေးပါနော်အဲ့လိုမျိုးအစာရေးစာစေဝါပြဿနာတွေမပေါ်များပဲနဲ့လူအပ်တာရှားပါတာနော်ယာတိဥဒုတွေတဘာဝဘေးတွေချုံရတာဒါတွေအားလုံးကိုကျမတို့ကကုသူရေရရပြုတ်ပြီးတော့ပဲကျမတို့ကြော်ဖြတ်လို့ရပါတယ်เนาะအဲ့တော့ဒီကာလတွေမှာ ပြောရင်တော့လောဘကြီးရေဒုက္ခကြီးပါလိမ့်မယ်လောဘနေမှဒုက္ခနေပါမယ်အဲ့လိုပဲဒေါသကြီးရင်လည်းဒုက္ခပို့ပြီးတော့ကြီးနိုင်ပါတယ်ဒေါသနေမှဒုက္ခနေပါမယ်အဲ့တော့လောဘကိုကျမတို့က ကိုချင်းစာစိတ်လေးနဲ့ကျမတို့ထိန်းကြမယ်ပေါ့နော်။ဟောဟိုဒီကာလမှာငါတို့တိတ်လောဘကြီးလို့မဖြစ်ဘူး။လောဘကြီးရင်ငါတို့ဒုက္ခကြီးတော့မယ်ပေါ့။အဲ့လိုမျိုးစင်ကျင်သုံးတရားလေးထားပြီးတော့ကျမတို့ကနော်ကိုချင်းစာစိတ်လေးနဲ့နော်အော် ဒါမျိုးပေါ့ကိုချင်းစာစိတ်ကလေးနဲ့ကိုကိုကိုဆုံးမပြီးတော့လောဘနေအောင် လောဘနေတဲ့လူကဒီနီဒီကာလမှာတကယ်ကိုဒုက္ခနေမဲ့ကာလပါအဲ့လိုပဲဒေါသနေရင်ဒီကာလမှာတကယ်ပဲဒုက္ခနေမဲ့ကာလဖြစ်ပါတယ်เนาะအဲ့တော့ဂျိုနီထားလိုက်ကျွန်မဆောင်းရင်ဆောင်းရင်ညို့ပြောပါမယ်ဒီနေရာမှာထပ်ပြောချင်တာက ဒေါသနေဖို့အတွက်ကျမတို့ပြုလုပ်နိုင်တာကမေတ္တာသုတ်ပေါ့နော်မေတ္တာသုတ်ပြုကိုကျမတို့ပုံမှန်နဲ့မေတ္တာပွားများလို့ရတယ်เนาะကျမကတော့ဒီကာလတွေမှာသက်ဆောင်ကမ္မထံ၄ခုစလုံးကိုပွားများစေခြင်းနဲ့ဒါပြီးရခါကျကျမရေရရာနေနဲ့ပြောပါမယ်เนาะအခုတော့ကျမဂျူအနေထားတွေပေါ်မှာမူတည်ပြီးတော့နေ့လိုက်ဆောင်ရယ်ရှောင်းရယ်နေကိုကျမပြောပါမယ် မေလ10ရက်နေ့ပေါ့နော်မေလ10ရက်နေ့ဟာဆိုလို့ရှိရင်ကျမတို့စနေနေ့ကြပါတယ်မေလ10ရက်နေ့ဟာနေ့ချမ်းပါတယ်နော်တည်စီတတ်တဲ့မြေဆူယုတ်နဲ့ဆင်းရဲဒုက္ခတွေကြုံတွေ့စေရတဲ့ကာနယုတ်ကြတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့ဒါနေ့ချမ်းနေ့သဘောရှိပါတယ်နော် အမောင်ကာလာကတော့နော်မနက်3:00နာရီကနေစပြီးတော့အမောင်ကာလာဝင်ပါတယ်။နောက်နနက်9:00နာရီကနေပြီးတော့နနက်10:30အတွင်းဒါတွေကအမောင်ကာလဖြစ်ပါတယ်เนาะအဲ့တော့ဒီလိုအမောင်ကာလတွေမှာတော့ကျမတို့ကကိုယ့်ရဲ့အောင်မြင်စီလိုတဲ့ကိစ္စတွေကိုရှောင်ချင်တာတော့အကောင်းဆုံးပါပဲပေါ့เนาะမေလ၁၀ရက်နေ့ကနေ့ချမ်းနေ့အတွက်ကျမတို့เนาะ ဘာရွတ်တင်တယ်လဲလို့ပြောရင်မူလင်းလေးကเนาะမြစ်တာတော့ပူဇော်ပါပြီးရင်ဂုံတော်၉ပါးပူဇော်ပါဂုံတော်၉ပါးကိုကျမတို့ပတိတပတ်လောက်စိတ်ပါတော့ဗုဒ္ဓံသနံကိသမိဓမ္မံသနံကိသမိတန်ခံသနံကိသမိပေါ့နော်တရဏဂုံကိုတီးပါနော်အခြားဘာသာဝင်တွေကလည်းအခြားဘာသာကိုးခွေတဲ့သူတွေကလည်းကိုယ့်ရဲ့သက်ဆိုင်ရာဘာသာအလိုက်ပေါ့နော်ဒါ ာသာရေးဆိုင်ရာเนาะလှုပ်တင်လှုပ်ထိုက်တာတွေလှုပ်ပါလို့ကျွန်မမြစ်တာနဲ့တိုက်တွန်းပါတယ်အဲ့ဒီလိုနေမှာကံကောင်းတဲ့အရက်ကတော့အရှိတောင်ရပါเนาะကံကောင်းစေတဲ့အရာကတော့အဖြူရောင်သို့မဟုတ်နုနှစ်ရောင်သို့မဟုတ်နန့်သာရောင်တွေကကံကောင်းစေတဲ့အရာဖြစ်ပါတယ်ဟုတ်ပြီစနေနေ့မှာဘလို့စိုးလို့ကတ်ရေเนาะအခါရစိုးနေနေဆိုလို့ရှိရင်တော့เนาะ တာကူကတ်လို့ရပါတယ်နော်တာကူအခါရဆုံးကတ်လို့ရပါတယ်မေလာ7ရက်နေ့မှာတော့နော်သူကတော့သူကအကောင်အစိုးနှစ်မျိုးစလုံးချုပ်နိုင်နေနေဖြစ်ပါတယ်နော်ပစ္စည်းဥစ္စာတွေပေါ်များစေတတ်တဲ့ဗရုံမာယုတ်နဲ့ပစ္စည်းဥစ္စာတွေကုန်ဆုံးစေတတ်တဲ့လုံမကယုတ်ရထားတဲ့နေဖြစ်ပါတယ်အမောင်ကာလာကတော့မနေ့6နာရီကနေပြီးတော့ညနေ7နာရီအတွင်း အချိန်ကာလမကောင်းပါဘူးတနင်္ဂနွေနေ့ရက်မှာမေလ17ရက်နေ့ရကဆုံလာပြီနေ့ဖြစ်ပါတယ်ညောင်ရီသွုံးမွဲလေးဖြစ်ပါတယ်ဒါပေမဲ့အခါတော့နော်နေ့လိုက်ဂျူရီအရအခါတော့မကောင်းပါဘူးနော်အဲ့လိုကာလတွေမှာတော့ကျွန်တော်တို့ပို့ပြီးတော့ကုသိုလ်ရေးကိုလုပ်တင်ပါတယ်နော်ကုသိုလ်ရေးလုပ်တယ်ဆိုတော့ကျွန်တော်တို့အပျော်ပါးတွေအဲ့လိုအဲ့လိုနေ့မှာမူရီတောက်စားတာတွေမလုပ်ပါနဲ့ရံဖြစ်တာတွေ ဓာမျိုးတွေကိုရှောင်မှတက်နိုင်ဆုံးကိုးပါးသီလယူမယ်ပြီးရင်မေတ္တာဘာဝနာပွားမယ်ပေါ့နော်မေတ္တာဘာဝနာပွားမယ်အဲကျမသက်ဆောင်ကမ္မထံ၄ခုရှိရယ်ပထမကဗုဒ္ဓနုတ္တိပေါ့နော်ပြောမယ်ဆိုတော့ဘုရားရဲ့ဂုဏ်တော်တွေကိုပွားတာဒါကိုဗုဒ္ဓနုတ္တိပွားတယ်လို့ဆိုပါတယ်နော်ဗုဒ္ဓနုတ္တိပွားမယ်ပြီးရင်မေတ္တာဘာဝနာပွားမယ်ပြီးရင်ကျမတို့ကအာနာပါနကမ္မထံပေါ့နော်အာနာပါနကမ္မထံအထုတ်မယ် ပြီးရင်ကျမတို့ကမရဏနုတတိပေါ့နော်မရဏနုတတိအတုပကမ္မထံကိုဝိုင်းနေရတယ်မရဏနုတတိပေါ့နော်ကမ္မထံကိုဝါတယ်ဆိုလို့ရှိရင်လည်းရပါတယ်နော်အဲ့လိုနေမှာတော့ကျမကဟိုသွားဒီသွားဟိုလဲဒီလဲရှောက်ပြီးတော့เนาะအဲ့လိုသွားကြတာထက်ကျမကတော့အိမ်ကဖះမှာတံပေါက်စိုးပေါ့ ခါရဆုံးကတ်မယ်ဆိုရင်ဓာတ်ပေါက်ဆုံးကတ်လို့ရပါတယ်။ကန်ကောင်းလက်ပွင့်စီရဲ့အရက်ကတော့တောင်ရက်ဖြစ်ပါတယ်။ရွတ်ပွားမယ်နော်။ဂုံတော်ကတော့ဂုံတော်ကွန်ချာဖြစ်ပါတယ်နော်။အဲ့လိုနေမှာကျမတို့ဂုံတော်ကွန်ချာပူဇော်မယ်။မေတ္တာဘာဝနာပွားမယ်။ပြီးရင်အတုပကမ္မထံအားထုတ်မယ်ပေါ့နော်။ဒါမျိုးလှုပ်ဆောင်တဲ့နေလို့ကျမမေတ္တာနဲ့အကြံပြုပါတယ်။နီလာ 12ရည်နေ့တနင်္လာနေ့ကတော့သူကတော့ရက်ကောင်းပါလေเนาะစတာရုပ်နဲ့တိုးတက်ကြီးပွားစေတဲ့တဲ့မိတာရုံရထားတဲ့နေ့ဖြစ်ပါတယ်ဒီလိုနေ့ကောင်းတဲ့နေ့မှာတော့ကိုယ့်ရဲ့เนาะငွေကြီးပိုင်းဆိုင်ရာအောင်မြင်စေလိုတဲ့ကိစ္စတွေလုပ်ငန်းဆိုင်ရာအောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မှုသိနေပါတယ်ပေါ့เนาะအဲရှောင်းရဲ့အမောင်ကာလာကတော့မနက် 3ည3ည나ရီရနေပြီးတော့မနက်6:38မိနစ်အတွင်းမှာအချိန်မကောင်းပါဘူးအခါမကောင်းပါဘူးသို့တော့တနေ့လုံးအခါကောင်းတဲ့အတွက်ငွေကြီးဆိုင်ရာကိစ္စတွေနဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်ပေးပါတယ်။မေလ7ရက်နေ့ပါနော်။မေလ7ရက်နေ့မှာအရက်အနေနဲ့ကတော့အနောက်ရက်ဟာကံပွင့်လက်ပွင့်ပါတယ်နော်။ အယောင်နေနဲ့ဆိုလို့ရှိရင်တော့အဖြူရောင်မိခိုးရောင်ယောဂီရောင်ပေါ့နော်ဒီလိုအယောင်တွေကကံအားကိုအထောက်ပံ့ပြုစေမယ့်အယောင်တွေဖြစ်ပါတယ်ဂါရာအနေနဲ့ယူပွားလိုတဲ့လူတွေဂါရာအနေနဲ့ကတော့ဒီလို အကာလမှာเนาะငွေဝင်ဃာတာလို့ပြောတယ်เนาะဒီဝါတပတိဃာတာကိုပူဇော်မယ်ဆိုလို့ရှိရင်လေပတိတပတ်ပေါ့ဒီဝါတပတိဃာတာကိုပတိတပတ်ပူဇော်နိုင်တယ်လို့ပဲဂုံတော်ကွန်ချာကိုပူဇော်မယ်ဆိုလို့ရှိရင်လေဂုံတော်ကွန်ချာကိုကိုးကောက်ပူဇော်ပေးပါဒါဆိုလို့ရှိရင်တော့เนาะလက်ဒါပါကောင်းမွန်ပါလိမ့်မယ် မေလ23ရက်နေ့မေလ23ရက်နေ့ကတော့သူကအကောင်းအဆိုးနှမျိုးစလုံးတွဲနေတာတွေ့ရပါတယ်နော်ချက်တီမင်္ဂလာရှိစေတဲ့တီရီဝိဆာယုတ်နဲ့နော်မနက်7:23မိနစ်မှာပြည့်စည်ဆုံးရှုံးစေတဲ့တဲ့ဝစီယယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်နော်အဲ့တော့အကောင်းနဲ့အဆိုးနှမျိုးစလုံးတွဲနေတဲ့နေ့ဖြစ်ပေမဲ့ အမောင်ကာလပေါ့နော်အမောင်ကာလဆိုတာလည်းအရေးကြီးပါတယ်အမောင်ကာလမှာကိုကလှုပ်ဆောင်နေဆိုရင်ဘာလှုပ်လှုပ်အစင်မပြေတတ်ဘူးမအောင်မြင်တတ်ဘူးပေါ့နော်အဲ့ဒါကြောင့်အမောင်ကာလကတော့မနေ့9နာရီ16မိနစ်ကနေပြီးတော့ည9နာရီ16မိနစ်အတွင်းကတော့အမောင်ကာလဖြစ်ပါတယ်เนาะအဲ့ဒီအမောင်ကာလကိုရှောင်ပြီးတော့လှုပ်ဆောင်မယ်ဆိုရင်တော့လှုပ်ဆောင်မှာ ဲ့ဒီနေ့မှာကျမတို့ကံကောင်းလက်ပွင့်စေတဲ့အရက်ကတော့အရှိတောင်ရက်ဖြစ်ပါလေเนาะအဲရောင်ကတော့ကျမတို့အဝါရောင်เนาะနောက်နန့်သားရောင်ဒါလေးတွေကောင်းပါတယ်เนาะနောက်ညီညူရောင်ပေါ့เนาะဆုံးကမဲ့ဆိုလို့ရှိရင်တော့ကျမကတော့ဗာဆိုးကိုနဝင်းဆုံးကတ်တင်တယ်လို့ကျမကယူဆပါတယ်เนาะအဲ့လိုနေ့မှာနဝင်းဆုံးလူတန်းမှာပြီးရင်တော့ကျမတို့ဂုံတော့ပွားပါ နော်မေတ္တာဘာဝနာပွားပါနော်အလားတူလေကျမမေတ္တာနဲ့အကြံပြုပါတယ်မေလ14ရက်နေ့ဗုဒ္ဓဟူးနေ့ရတော့သူကချမ်းသာရစေတဲ့နော်ချမ်းသာကြီးပွားစေတဲ့သောမြာယုံနဲ့နေ့12နာရီအလွန်မှာတော့သူကပစ္စည်းဥစ္စာတွေဆုံးရှုံးစေတတ်တဲ့ဒွဲချယုံနော်ကောင်းတဲ့ယုံနဲ့မကောင်းတဲ့ယုံနှစ်ခုတွဲနေတယ်နော်အထူးသဖြင့် အချိန်ကာလကလည်းရှောင်းရဲ့အချိန်ကာလကလည်းမနက်9နာရီ16မိနစ်ကနေပြီးတော့ည16မိနစ်9နာရီ16မိနစ်ထိအချိန်ကာလမကောင်းပါဘူးเนาะအဲ့တော့အဲ့ဒါအမောင်ကာလပါ တော့နေအနေနဲ့ရတော့အကောင်းအဆိုးနှမျိုးစလုံးရောနေတဲ့နေဖြစ်တဲ့အတွက်တချို့ကိစ္စတွေကိုကိုကအမောင်ကာလာကိုရှောင်ပြီးတော့လှုပ်ဆောင်မယ်ဆိုရင်တော့လှုပ်ဆောင်နိုင်ပါတယ်ဒါပေမဲ့တနေ့လုံးအမောင်ကာလာဖြစ်နေတဲ့အတွက်တော့ဂယူဆိုင်ရပါမယ်ကံကောင်းလက်ပွင့်စေတဲ့အရက်ကတော့အနောက်အရက်ဖြစ်ပါတယ်နော်အရာကတော့ဖြူရောင်နော်ကျမကတော့အဖြူရောင်ပြီးတော့အစိမ်းရောင် ကောင်းခင်ပြာရောင်ပေါ့နော်အပြာရောင်အဲ့လိုရောင်လေးတွေကအဲ့ဒီမှာကန်တရားကိုအထောက်ပံ့ပြုပါလိမ့်မယ်ရွတ်ဖတ်တဲ့နေကာတာကတော့နော်မြစ်တာဘောင်းနာပွားမယ်ပြီးရင်အသုဘကမ္မထမ်းပေါ့နော်ဒါမျိုးကိုပွားများမယ်ဒါဘောင်းနာပွားမယ်ပေါ့ရွတ်ဖတ်တဲ့နေကာတာကတော့ပုပ္ပနာတုတ်ကိုရွတ်ဖတ်ပါရာဟုစံပြုတ်ဆိုးကပါလို့ جماعه မြစ်တာနဲ့တိုက်တွန်းပါတယ်နော်မေလ 15ရက်နေ့မေလ15ရက်နေ့မှာတော့သူကနေ့ကျန်းပါတယ်เนาะတည်စီတတ်တဲ့မြစ်စုယုံနဲ့ဆေးရဒုက္ခတွေကိုတွေးကြုံစေတတ်တဲ့အာနာယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်မနေ့သုံးရသုံးရနာရီရနေပြီးတော့ညနေ3နာရီအတွင်းအမောင်ကာလဖြစ်ပါတယ်ပြောမယ်ဆိုတော့တနေ့လုံးကြီးပါပဲเนาะအခါမကောင်းဘူးပေါ့နော်အခါလည်းမကောင်းဘူးရထားတဲ့ရုပ်တွေလည်းမကောင်းတဲ့အတွက် 15ရက်နေ့ကြာသပိတ်နေ့မှာဂရုစိုက်ပါမေတ္တာဘာဝနာပွားများပါအဲ့လိုနေ့မှာတော့ရွတ်ဖတ်တဲ့ဂါထာကတော့သံဖုတ်ကြီးဂါထာကိုပတိတပတ်စိတ်သင်ပါတယ်ကံကောင်းလက်ပွင့်စေတဲ့အရက်တကတော့အရှိတောင်အရက်ဖြစ်ပါတယ်နော်ဆုံးနေနဲ့ဘာလူတန်းမလဲလို့ပြောရင်နဝင်းဆုံးနဝင်းဆုံးကျမတို့ကတ်လူတန်းနိုင်တယ်လို့ပဲเนาะဘာလူတန်းလို့ရသေးလဲ ပြောရင်တော့เนาะကျမတို့ယာဟုဆိုးနဲ့လက်ဖက်လည်းလူတန်းလို့ရပါတယ်เนาะဒီလိုနေမှာတော့ကျမအဲနဝင်းဆိုးနဲ့လက်ဖက်လူတန်းတာပို့ပြီးတော့ကောင်းမွန်ပါတယ်เนาะကန်တရားရဲ့အထောက်ပံ့ကိုရရှိနေသိတယ်เนาะအယောင်ဝိစင်သင်းနဲ့အယောင်ကတော့เนาะအဲဘာဘာအဝါရเนาะပြီးရင်နန်းသားရဒါမျိုးအယောင်ကတော့နောက် ယောဂီအောင်ပေါ့နော်အဲ့လိုအကြောင်းကတော့ကံတရားရဲ့အထောက်ပံ့ကိုရပါလိမ့်မယ်နော်ဒီနေ့မှာတတိထားတင်တာကတော့နော်ရှင်ပြူတာတို့အိမ်ဆောက်တာတို့နော်ညီတန်းနာတို့နော်အဲ့လိုမျိုးကိစ္စတွေကို25ရက်နေ့မှာလုံးဝမလုပ်ပါနဲ့နော်အဲ့လိုလုံးဝလုံးလုံးမရတဲ့နေ့ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့နော်ဒါက စိုးတဲ့အခါဖြစ်တယ်လို့ပဲเนาะတနေ့လုံးအမောင်ငိမ်ဖြစ်တယ်လို့ပဲရထားတဲ့ရုပ်ကလည်းစိရဲ့ဒုက္ခတွေကိုတွေးကြုံစေတတ်တဲ့ရုပ်နဲ့သိစေတတ်တဲ့ရုပ်ရထားတဲ့အတွက်လုံးဝအမြင်စေလို့တဲ့ကိစ္စတွေကိုဘလို့ကိစ္စမျိုးကိုမှမလုံးသင့်ပါဘူးလို့ကျွန်မကအကြံပြုပြီးတော့တိုက်တွန်းပါတယ်မေလ16ရက်နေ့เนาะစနေနေ့ကတော့ Oh sorry မေလ16ရက်နေ့တောက်ကြနေပါเนาะတောက်ကြနေ့ကတော့ နော်အဲကောင်းတဲ့ရုပ်ရထားပါတယ်နော်သူတိယရုပ်နဲ့သူဘရုပ်ရထားတယ်သူဘရုပ်ဆိုတာချမ်းသာကြီးပွားစေရတဲ့ရုပ်ကသူဘရုပ်ပါနော်ကျောင်းအိမ်တိုက်တာတွေကိုဆောက်လုပ်ဖို့အတွက် ကောင်းကောင်းတဲ့နေ့ပေါ့နော်ဒီလိုနေ့ရတော့ဒါတွေကောင်းတဲ့နေ့လို့ပြောလို့ရပါတယ်အမောင်ကာလကတော့မနက်10:00နာရီခွဲရနေပြီးတော့နေ့12:00နာရီအတွင်းကတော့အမောင်ကာလဖြစ်ပါတယ်နော်ကျန်တဲ့အချိန်တွေမှာကျမတို့ ကိုရဲ့အောင်မြင်စေလို့တဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့ရှောင်းရဲ့အမှောင်ကာလကိုရှောင်ပြီးတော့เนาะလှုပ်ဆောင်လို့ရပါတယ်။เนาะရေရင်းတူတာတွေအိမ်ပေါ့เนาะအိမ်ပြင်မှုပဲဖြစ်ဖြစ်အိမ်ဆောက်တာပဲဖြစ်ဖြစ်မြေတန့်တာပဲဖြစ်ဖြစ်เนาะအလှလှုပ်တာပဲဖြစ်ဖြစ်เนาะရှင်ပြူတာပဲဖြစ်ဖြစ်ရဟန်းခန္ဓာပဲဖြစ်ဖြစ်မင်္ဂလာ ယူပြီးတော့လှုပ်ဆောင်မယ်ကိစ္စတွေကိုမေလ16ရက်နေ့မှာလှုပ်ဆောင်ဖို့တင်းလျော်ပါတယ်နော်ကံကောင်းလက်ပွင့်စေတဲ့အရက်ကတော့တောင်ရက်ဖြစ်ပါတယ်နော်အခါရကတ်လူရမယ်ဆုံးကတော့လက်ဖက်ဆုံးဖြစ်ပါတယ်ရွတ်ဖက်ပူဇော်တဲ့နဲ့ဂါထာကတော့မြစ်တာတုတ်ပြီးခန္ဓာတုတ်ပြီးရင်ကျမတို့နော်မြစ်တာတုတ်ခန္ဓာတုတ်မောရတုတ်ရွတ်ဖက်ပူဇော်ဖို့အတွက် ပူပြီးသိနေရပါတယ်သမုတ်တွေကားတာကိုပတိတပတ်စိတ်ရင်လည်းသိတော့ပါတယ်ဂုံတော်ကွန်ချာကိုနော်ကိုကပူဇော်ပြီးရင်လည်းကိုပူဇော်ပြီးရင်လည်းသိနေရတဲ့နေ့ဖြစ်ပါတယ်အဲ့တော့ကျမအနေနဲ့ကတော့နော်မေလ16ရက်နေ့ထိကျမနေ့လိုက်ဆောင်းရှောင်းရဲ့နေ့နေ့အခါကြောင့်ကျမ ညဝေပြီးပါပြီအဲ့တော့ဒီကာလမှာကျမချစ်တဲ့သူတွေအားလုံးကိုကျမကကုသိုလ်ရေးတွေများများလုပ်ဖို့ကျမမေတ္တာနဲ့တိုက်တွန်းပါတယ်เนาะလောဘကြီးဒုက္ခကြီးရေဒေါသကြီးရေလေဒုက္ခကြီးတဲ့ကာလဖြစ်တဲ့အတွက်เนาะလောဘကိုကျမတို့ကိုချင်းစာစိတ်ကလေးနဲ့ကျမတို့ထိမ့်ပါမယ်ဒေါသကိုတော့ကျမတို့မေတ္တာစိတ်ကလေးနဲ့ပဲထိမ့်ပါမယ်เนาะ အဲ့လိုဒေါသတွေလောဘတွေမောဟတွေကိုထိန်းနိုင်ပါမှဒီကာလဟာကျမတို့သက်သာရရမယ်ကာလဖြစ်ပါတယ်เนาะအဲ့တော့လူတဲ့ခါကျတော့လေကျမတို့ကเนาะဟိုလောဘနဲ့မလူဘူးဟာဘာဖြစ်ချင်လို့เนาะကိုယ့်ရဲ့အကျိုးစီးပွားပေါ်မှာအခြေခံပြီးတော့လှူတာမျိုးမလုပ်ဖဲနဲ့ အကယ်လိုအပ်နေတဲ့လူတွေကိုစိတ်ထဲကနေမြတ်တာစေတနာအပြည့်အဝနဲ့လူတန်းမှာလို့ကျွန်မကမြတ်တာနဲ့တိုက်တွန်းအပ်ပါတယ်ရှင်အဲ့တော့ချစ်တော်သူများအားလုံးကျမ်းမာကြပါစေ